အားလုံးပဲမင်္ဂလာပါရှင်။ Not on dot smart ကျေးဇူးပါတယ်ဒီမကိခိုင်ပါ။ဒီမှာ2025နဲ့နှစ်ကုန်တော့မယ်ဆိုတော့ပေါ့နော်။2026ပဲကျွန်တော်တို့မှတ်သားရမယ့်အရာလေးတွေဒါမှမဟုတ်ရှင်ကျူပလန်ရမယ့်အရာလေးတွေပေါ့နော်။အဲ့လိုမျိုးရှိတဲ့ဆိုရင်ကျွန်တော် weekly planner လေးလုပ်ကြမယ်ပေါ့နော်။ကျွန်တော် weekly planner ကိုဒီနေ့မှာတော့ Canva နဲ့ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ပြင်ပြပေးတော့မှာဖြစ်ပါပါတယ်ရှင်။ဆိုကျွန်တော်တို့ဒီ Canva application တွေကိုဖွင့်လိုက်မယ်ပေါ့နော် CNV Canva ဆိုတဲ့ application တွေကိုဖွင့်လိုက်မယ်ပြီးွားလို့ရှိရင်ကျွန်တော်တို့အပေါ်ဆုံးမှာ plus ပေါ့နော် plus ဒီ icon လေးကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးရင် custom size ဆိုတဲ့အရာလေးဖြီးလိုက်မယ်ပြီးရင်ကျွန်တော် unit မှာတော့ဒီ in ဆိုတဲ့အရာလေးကိုဖြီးမယ်ပေါ့နော်ပြီးရင် wide မှာ8.5ထားပြီးတော့ height မှာ11ထားလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ create new design ဆိုတာလေးနှိပ်လိုက်မယ်ဒါဆိုရင်ကျမတို့ဒီမှာဆိုရင်ဒီ new project ပေါ့နော် blend design လေးကိုရပါတယ်အဲဒီမှာမှာကျွန်တော်တို့ဒီ element တွေမှာပေါ့နော် table ဆိုပြီးတော့အာရှာရှာကြည့်ပြီးတော့ဒီကိုဘသားကို menu နဲ့ table လောက်ရင်လည်းရ table လောက်ရင်လည်းရပါเนาะဒါမှမဟုတ်လို့ရှိရင်အဲ့လိုမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့ design ထဲမှာသွားပြီးတော့ဒီ table planner ဆိုပြီးတော့ရိုက်လိုက်မယ်ပေါ့เนาะဆိုတော့ဒီမှာ design အများကြီးရှိတယ်ကျွန်တော်တို့ဒီလိုမျိုး simple လေးတွေရှိတယ်ဒါမှမဟုတ်လို့ရှိရင် ဒီလိုမျိုးလေးတွေပေါ့နော်ဆိုတော့ဒီမျိုးလေးတွေရှိတယ်ဆိုတော့ကျွန်တော်အဆင်ပြေတဲ့ဟာလေးရွေးလို့ရတယ်ပေါ့နော်ဒီမှာတော့ဒီဇိုင်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တခုလေးကိုရွေးလိုက်မယ်ပေါ့ဒီပန်ပွင့်ပုံလေးကိုရွေးလိုက်မယ်ပေါ့နော်ပန်ပွင့်ပုံလေးမှာ Monday ကနေပြီးတော့ဒီ Sunday ရှိရှိတယ်အဲ့ဒါမှကျွန်တော် appointment လို့ note တို့ကိုအာလို့ note down လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာ planner လေးမှာကျွန်မက date လေးထည့်ချင်တယ်ပေါ့နော် date လေးထည့်ချင်တော့သူနည်းနည်းအဲဒီနည်းနည်း stitches လုပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီ side လေးကိုနည်းနည်းသေးလိုက်မယ်ပေါ့နော် side လေးသေးပြီးတော့ဒီမှာ text လေးတစ်ခုထည့်လိုက်မယ်ပေါ့နော်ကျွန်မကအာဗာထည့်ချင်တာလဲဆိုတော့ဒီ date ထည့်ချင်တာပေါ့ date ထည့်ချင်တယ်ဆိုတော့ text ကိုနှိပ်မယ်ဒီကျွန်တော်တို့ဘေးနားမှာရှိနေတဲ့ design element task brand uh, upload လေးနေဒီမှာ task ကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာ add a task box ပေါ့နော်ဒီအလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်အပေါ်လေးကိုတင်လိုက်မယ်ပေါ့နော်ဒီဘယ်ပက်ချန်မှာထားလဲရတယ်ညာပက်ချန်မှာရထားလဲရအဆင်ပြေလို့ပေါ့နော်ဆိုတော့ကျွန်တော်ကဟိုအပေါ်ဒီဒီဘယ်ပက်ပက်ချန်ဒီမှာပဲထားလိုက်မယ်ပေါ့နော်ဘယ်ပက်ချန်ဒီမှာထားပြီးတော့ကျွန်တော်ဒီ Monday to to Sunday ရှိတာပေါ့နော် Monday to Sunday ရှိတာဒါပေမဲ့ကန်တီနာတစ်ချက်ကြီးတိုင်းပြလို့ပေါ့နော်2026ကန်တီနာကဘယ်ရက်ကနေစတယ်ပေါ့နော် ဒီ Monday ဆိုကျွန်တော်တို့က29 December 2025ဖြစ်မှာပေါ့နော်။ဆိုတော့အဲ့ဒီကနေကျွန်တော်အဲ့လော်ရီစဆီလိုက်မှာပေါ့နော်။ဆိုတော့29 December 2025ကနေကျွန်တော်တို့ဒီမှာဆိုရင်သူက Sunday မှာဆိုရင်4 January ပေါ့နော်။ဆိုတော့ဒါလေးကို January ဆို2036ဆိုတဲ့ဟာလေးထည့်လိုက်အဲ့ဒါကျွန်တော်တို့ဒီမှာ date လေးထည့်လိုက်မယ်ပေါ့နော်ဆိုတော့29 December 2025ကနေ January 2026ပေါ့နော်ပြီးရင်ကျွန်မဒီဒီဘက်ကဒီ20 2025က date လေးကိုဖြတ်ပြင်မယ်ပေါ့နော်လောလောဆယ်ကျွန်တော်တို့အောက်ကဒီဆုံးတဲ့ဒီဒီ December အထိ date လေးကိုလုပ်ချင်လို့ပေါ့နော်ကျွန်တော်တို့ဒီ setup လုပ်ချင်လို့အဲဒါလေးခဏထည့်တာပေါ့နော်အဲ့ဒါဆိုကျွန်မတနေ့ရရောမှာဒါဆိုကျွန်တော်တို့ဒီဒီ နာတပတ်စာအတွက်ကပြီးပြီပေါ့နော်ဆိုတော့နောက်ထပ်ဒီဒီဇင်ဘာအဆုံးထိ30ဒီဇင်ဘာ30ဘက်ဒီဇင်ဘာအထိကိုကျွန်တော်တို့သွားမယ်ပေါ့နော်သွားမယ်ဆိုလို့ရှိရင်ဟာ test မှာကျွန်တော်တနေ့မှာ test လုပ်လိုက်မယ်ပေါ့နော်ဆိုတော့ဒီညမှာဘာလို့ပြီးတော့ကျွန်တော်ကဒီအပေါ်လေးမှာကျွန်တော်တို့လေ matches rise ဆိုတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါလေးနှိပ်ပြီးတော့ transform test ဆိုတာလေးနှိပ်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်ဒီဟာလေးကိုထည့်ချင်တယ်ပေါ့နော် ဒါလေးကိုထည့်မယ်ပေါ့နော်ဒါကကြတော့ဗာရေးထားတာလေးဆိုလို့ရှိရင်လေကျမတို့ကို format လုပ်ချင်တာပေါ့နော် format ဆိုရင် list in အာ list each which or 2026မှာဆိုရင် in this format မှာကျမတို့ကအာဒီလိုဆိုရင်ကျမတို့အပေါ်မှာ၄ရက်နဲ့ဆုံးထားတော့၅ရက်နဲ့ပြန်စရတယ်ပေါ့နော်၅ရက် January 2025 January 2026 11 January 2026ပြီးရင်ဒီမှာ starting with Monday an ending on sunday ပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုအာ submit ဆိုတာလေးနှိပ်လိုက်ပေါ့နော်အဲ့ဒါဒီမှာကျွန်တော်တို့ကလေသူ့ဟာသာသူ တပတ်စာတပတ်စာဟာလေတိတ်လေးနေပေါ့နော်ဒီမှာဆိုတော့နောက်ဆုံးမှတွေ့ပါ ဒါ second January 2027တိတူလုပ်ပေးထားရပေါ့နော်တပတ်စာဆိုကျွန်တော်ပြီးတော့မှဒါလေးကိုဖြတ်လိုက်လို့ရပေါ့နော်ဆိုတော့အဲ့ဒါဆိုကျွန်တော်တို့ဒီ replace ဆိုတာလေးနှိမ့်လိုက်မယ်နှိမ့်နိုင်ရင်သူဒီမှာအများကြီးပဲဖြစ်သွားပြီပေါ့နော်အများကြီးပဲသူထားကြလာတာပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့က control copy ကူးလိုက်ပဲပေါ့နော် control c နဲ့ account copy ကူးလိုက်မယ် copy ကူးပြီးသွားလို့ရှိရင်ဒါကြတော့ဒီလိုမျိုး page တွေအများကြီးရဖို့ကျွန်တော်တို့ဒါလေးကို copy ကူးတာပေါ့နော် ဒီဘက်အစုံဆုံးလေးရပေါ့နော် application နဲ့တော့တွားနိုင်မယ်ပေါ့နော်ဒီမှာဆိုရင်အောက်ဆုံးမှာ apps ဆိုတဲ့ဟာလေးတွားလိုက်မယ်တစ်ချက်နှိမ့်လိုက်မယ်ပေါ့နော်အဲဒီမှာ search မှာကကြတော့ bulk bus ဆိုတဲ့ဟာလေးနှိမ့်လိုက်မယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တို့အများကြီးရှိတယ်ဒါမဲ့ဆိုဒီမှာဆိုရင် create လုပ်မယ်ပေါ့နော်ဆို bad create ဆို bad body အဆုံးဆုံးပေါ့နော်ဘောကဘယ်ဘက်ချက်ဆုံးဆုံးဟာလေးကိုနှိပ်လိုက်မယ် ဟိုနှိပ်ပြီးွားရင်ကျမတို့အမှန်ယူရလုပ်မယ်ပေါ့နော်ဆိုတော့အဲ upload data လုပ်လဲရတယ်ဒါပေမဲ့ကျမတို့အကျမဒီမှာလုပ်ထားတဲ့ဟို data လုပ်ထားတာမရှိဘူးပေါ့နော်မရှိတော့ကျမအဲအ data hunter data manual manually ပေါ့နော်အဲ့ဒါနှိပ်လိုက်မယ်နှိပ်ပြီးွားလို့ရှိရင်ဒီမှာဒါတော့ sample ပြထားတာပေါ့နော် sample ပြထားလို့ကျမကဒီမှာ taste ဆိုတဲ့ဟာပဲဒါရကျမလို့ပေါ့ဆိုတော့ဒါလည်းဖြတ်လိုက်မယ် paste လုပ်လိုက်တယ်ပေါ့နော် paste လုပ်လိုက်ပြီးွားလို့ရှိရင်ဒါဒီမှာ paste လုပ်ပြီးွားလို့ရှိရင်ပြီးရင်ဒီမှာ done ဆိုတဲ့ဟာလေးနှိပ်လိုက်ပေါ့နော် done ဆိုတဲ့ဟာလေးနှိပ်လိုက်နှိပ်ပြီးွားရင်ကျွန်တော် decoder ကြီးကမလို့တော့မလို့တော့ရင်ဘာဖြတ်လိုက်မယ်ပေါ့နော်ဒီဒီဟာကို delete လုပ်လိုက်ဆိုတော့ကျွန်တော်တို့ခုနကဒီ data လေးတွေကိုဒီမှာကျွန်တော်တို့က connect လောက်ပါဘောနော်ဆိုတော့ဒီဟာကိုဒီ connect က date date ဆိုတဲ့နေရာလေးမှာဒီမှာတက် click လေးတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ကတော့ည right click လေးတစ်ချက်နှိပ်လိုက်ပါဘောနော်အဲဆိုရင်သူကဒီမှာ connect data ဆိုတဲ့ဟာလေးရှိတယ်အဲ့ဆိုရင်အဲ့ connect data လေးကို check click တစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာ set up လုပ်ထားတဲ့ date ဆိုတဲ့ကာ table လေးပေါ့အဲ့ table လေးနဲ့ကျွန်တော်တို့ connection သွားလို့မှာဆိုတော့ဒီမှာဆိုရင် date ဆိုတဲ့ဟာလေးနှိပ်လိုက်ပေါ့နှိပ်ပြီးတော့ဒီမှာ continue ဆိုတဲ့ဟာလေးဒီမှာသူကပေါ်လာပြီပေါ့နော်အဲဆို continue ဆိုတဲ့ဟာလေးနေနိုင်မယ်နေပြီးတော့ကျွန်တော်က select all အကုန်လုပ်ထားရပေါ့နော် select all ဘာလို့လုပ်တာလဲဆိုလို့ရှိရင်ရှိသမျှ week တင်အကုန်လုံးကို ကျွန်တော်တို့ကဒီ set လုပ်ချင်တာပေါ့အဲဆိုရင် generate 52 design ဆိုတဲ့ဟာလေးကိုနေလိုက်မယ်အဲ့နေပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ဒီပေါ်မှာ view design ဆိုတဲ့ဟာလေးနေလိုက်မယ်ပေါ့နော် ါဆိုရင်ကျမတို့တနေ့စာလုံး weekly planner လေးရပြီပေါ့နော်ဆိုတော့ဒီအပေါ်မှာကျမတို့တပတ်စာလေးပျောက်သွားတယ်ပေါ့နော်ဆိုတော့ဒါ duplicate လုပ်ပြီးတော့ပြန်ထည့်လိုက်မြေပေါ့နော်ဆိုတော့ဒီအာကျမဒီမှာဆိုရင်ပြန်ထည့်လိုက်မြေပေါ့နော်ဆိုတော့ကျမတို့ first january ကနေစလိုက်မြေပေါ့နော်ဆိုတော့ first january ကနေပြီးတော့ကျမတို့ fourth january ထိဖြစ်သွားမြေပထမဘက်က ွားမယ်ပေါ့နော်ဆိုရင်အဲဆိုအောက်ဆုံးမှာဆိုရင်လည်းကျွန်တော်တို့ဒီဇင်ဘာနဲ့ပဲဆုံးနိုင်မယ်ပေါ့နော်ဆိုတော့2027 date ပါနေတဲ့ဟာလေးကိုကျွန်တော်တို့ကဒီဇင်ဘာနဲ့ပဲပြန်ဆုံးသက်လိုက်မယ်ပေါ့နော်တူတူကိုဖြတ်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ31 December 2026နဲ့ထည့်လိုက်မယ်။အဲဆိုဒီနေ့ပတ်စံလုံးရပြီပေါ့နော်။ဆိုတော့အဲ့ဒီအမှမှကျမတို့က grid view တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်။ ဒါဆိုရင်ဒါကျွန်တော်တို့အကုန်လုံးဒီနှစ်ပတ်စာလုံးရပြီပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဒီကာဘာလေးလုပ်မယ်ပေါ့နော်ကလင်နာကာဘာလေးလုပ်မယ်အဲကာဘာလေးလုပ်မယ်ဆိုရင်ဒီအရှိဆုံးမှာရှိတဲ့တစ်ခုရှိတယ်အရှိဆုံးကအာတကူကျွန်တော် plus နေကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်တဲ့ဆိုရင်သူက cover အတွက်ကိုဒီ page လေးတကူရမယ်ပေါ့နော်အဲ့မှာ cover ကို ကျွန်မကဒီမှာ design မှာလေဟိုပါ weekly planner cover ရှင်းနိုင်မယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင် planner တွေအများကြီးပဲရှိတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီအောက်ကကျမတို့ planner လုပ်ထားတဲ့အယောင်လေးပေါ့နော်ဒီအယောင်လေးနဲ့ကိုက်နေတဲ့ဟာလေးတစ်ခုခုကိုကျမတို့ရွေးလိုက်မယ်ပေါ့နော်ဆိုတော့ဒါလေးကိုရွေးလိုက်မယ်ပေါ့နော် ါလေးရေးလိုက်မယ်အဲဆိုရင်ကျမတို့ဒီအောက်မှာ weekly planner လေးပေါ့နော် weekly planner မှာကျမကဘာထည့်ချင်တာလဲဆိုတော့ရေးရထည့်ချင်တာပေါ့နော်ရေးရထည့်ချင်တယ်ဆို2026ဆိုတဲ့ဟာလေးကိုထည့်လိုက်မယ်ပြီးရင်ဒီမှာဆိုရင်ဒါ name ပေါ့เนาะ name ထည့်လိုက်မယ်ဆိုရင်ကျမဆိုရင်အဲကျမနာမည်လေးထည့်လိုက်မယ်ပေါ့ ဒါဆိုရင်ကျမတို့ဒီ2026အတွက် weekly planner လေးရပြီပေါ့เนาะအဲ့ဒါအောင်မှကျမတို့ save မယ်ဆိုလို့ရှိရင်ဒီ shell နှိမ့်လိုက်မယ် share ဆိုတာလေးနှစ်ပြီးွားရင်ကျွန်တော်တို့အောက်မှာ download ဆိုတဲ့ဟာလေးနှိမ့်လိုက်မယ်ပေါ့နော်။သူက download မှာ PNG ဆိုရင်ပုံလိုမျိုး save လည်းရတယ်။ဒါပေမဲ့ PDF လိုမျိုး save လည်းရတယ်ပေါ့နော်။ဒါကျွန်မဒီမှာကဒီမှာရတော့သူကဒီ save လို့ရတဲ့ပုံစံတွေအများကြီးရှိတယ်ပေါ့နော်။ဆိုတော့ကျွန်မကတော့ PDF နဲ့ပဲ save လိုက်မယ်ပေါ့နော်။အာဒီဟာကို PDF နဲ့ save ပြီးထုတ်လည်းရတယ်။ PNG နဲ့ save ပြီးထုတ်လို့လည်းရတယ်။ဆိုတော့ကိုကဒီဟာလေးတွေကိုထုတ်ပြီးတော့အာစာအုပ်လိုမျိုးလေးပေါ့နော်။ချုပ်ထားပြီးတော့ အာတုံးရင်တော့လည်းပို့ဆင်ပြီးတယ်ပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ download ကိုနှိပ်လိုက်မယ်ပေါ့နော်အမဆိုရင်ကိုဆေ့ခြင်းတဲ့နေရာမှာဆေ့လိုက်လို့ရပြီပေါ့နော်ရှင်နေကြတဲ့လူချင်းမျိုးတို့လည်း2016အတွက် weekly planner လေးကိုကံပါနဲ့ဘယ်လိုလုပ်လဲဆိုတာကိုသိရှိသွားကြနိုင်မယ်လို့လည်းမျှော်လင့်ပါရစေ။နောက်ပြီးမျိုးတွေမှာပြန်နေဆုံးတကြပါစို့နော်။ Bye bye ။